တိုင်းပြည်ရဲ့အကျိုးတွေကိုဗုဒ္ဓဘာသာစကားနဲ့ပြောရရင်ပါရမီစိတ်ပေါ့ပါရမီစိတ်ဆိုတာမိမိရဲ့ခံစားချက်တဲ့မိမိရဲ့စိတ်ချမ်းသာမှုတဲ့မိမိပေါင်းခြင်းမိမိလောကတနည်းပြောတော့မိမိနိုင်ငံချမ်းသာဒုက္ခရရေးကိုကိုကျိုးဆွလွတ်ပြီးတော့ကျိုးစားဆောင်ရွက်ခဲ့တဲ့ဒကမကြီးတောင်ဆန်းစုကြည်ရဲ့နတ်ဘာမှာအသက်70ပြည့်မွေးနေ့ပြောရမှာပေါ့ ဒီမွေးနေ့မှာဓမ္မအီးအနာယောဂါခင်းရှင်းပါစေ။ဓမ္မအီးပို့ပြီးတော့ကောင်းမွန်ပါစေ။အစားအသောက်အနေထိုင်ညံ့ညတ်တတ်တတ်တောင့်တတ်တာရှိပါစေလို့ဓမ္မအီးအတိုင်းပြည်ပေါ်မှာထားရှိတဲ့ကတိညုတပေါ့သူပြုမှုတဲ့ဂျေဇူးကတဝေဒီဂျေဇူးတုံ့ပြန်ဆက်တော်အဖြစ်မေတ္တာပို့တာအပ်ပါတယ်အဲ့တော့ယနေ့တိုင်းပြည်ပေါ်မှာ ။တပိုက်တော်ဆန်းစုကြည်ရောအခြားခြားသောသမရိုင်းဦးဝင်းမြင့်တို့တိုင်းပြည်အကျိုးကိုလူမသိသူမသိအမည်နာမမထင်ရှားပေမဲ့လည်းတိုင်းပြည်မှာတွေ့ကြုံနေရတဲ့အတိတ်တို့ကမတရားတဲ့အာဏာရှင်စနစ်ဆိုးပြီးနဲ့လက်နဲ့ရှိရင်ငွေရှိရင်ယာရုအာဏာကြီးရင်အတိုင်းပိုင်းကြီးရင်အနိုင်ကျင့်လို့ရတဲ့ဘေးစိုးတွေကနေလွတ်မြောက်အောင်ကြိုးစားကြတဲ့အားလုံးဘာသာဝင်တည်တည်လူမျိုးတည်တည်အားလုံးအဲ့လိုကြိုးစားခဲ့ကြ အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေတည်ဘူးဆိုတော့ Subscribe မြေတီတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရစေထင်ရှားတဲ့သူရောမထင်ရှားတဲ့သူရောတိုင်းသူပြည်သားတွေရဲ့ကိုစားဦးစင်းတို့အထူးပဲဂျေဇူးဥပဂါယတင်ရှိပါရစေဂျေဇူးရှိတဲ့သူတွေအပေါ်မှာဂျေဇူးသိခြင်းဟာလည်းပဲမင်္ဂလာလို့ဒီလိုဆိုရတာပါအဲ့တော့မင်္ဂလာဆိုတာကတော့အကုသူတရားတွေကိုပယ်ဖြတ်ပြီးတော့ကောင်းမြတ်ရှင်တွေကိုခြေကိုတည်ဆောက်သွားနိုင်တဲ့တတ္တိသူတွေရှိတယ်ပေါ့ ။ဒါကြောင့်မလို့ဓမ္မကြီးတော်ဆန်းစုကြည်ရဲ့ဤမွေးနေ့မှာဓမ္မကြီးကတိုင်းပြည်ပေါ်မှာကျေးဇူးရှိတယ်မလို့အဲ့လိုပဲဓမ္မကြီးနဲ့အတူအားလုံးသောထင်ရှားသူပြည်စီမထင်ရှားသူပြည်စီတိုင်းပြည်ရဲ့ကောင်းကျိုးကိုလိုလားသူအားလုံးထောင်နိုင်ငံနောက်ွယ်မှာရှိနေကြတဲ့သူတွေအားလုံးအသက်ဆုံးသွားကြတဲ့သူတွေအားလုံးဥစဉ်တို့ကျေးဇူးအထူးပဲတင်တတ်ဖို့လိုအပ်ပါတယ်။အဲ့လိုကျေးဇူးသိနေတော့မှဒီပုံကိုယ်ကြီးရတော့ဘဝတွေအသက်တွေအသက်တွေရက်အခု70ရှိလို့ထောင်နိုင်ငံနောက်ွယ်နေရပြီမယ်လေတိုင်းပြည်ရဲ့ကောင်းကျိုးကိုလိုလားပြီးဆောင်ရွက်နေရတယ်။ဒီနေ့ဗီဒီယိုပိုင်းတစ်ခုထွက်လာတာပေါ့နော်။ စိတ်မချမ်းသာတာပါလေဆိုတော့သူတို့နော်ကောင်းမြတ်မှန်ကန်တဲ့သူတော်ကောင်းတွေကစိတ်ကောင်းရှိတဲ့သူတော်ကောင်းတွေကလူယုံမာရရဲ့ရှေ့မှာမတရားတဲ့ဥပဒေအောက်မှာတရားလမ်းကြောင်းရပြောဆိုနေရတာကိုယင်ထဲမှာယင်နာလို့မဆုံးဆုံးပဲဒါဝန်နဲ့ကြည်ခွဲစရာတိုက်ပြီးတော့အကောင်းဆုံးပဲဒါဓမ္မကြီးတော်ဆက်စုကြီးတွေ့ကြုံရတယ်လို့ယင်းနေ့မျက်မြင်တွေ့ရပြီမဲ့ဒါငါတို့တနိုင်ငံလုံးတွေ့ကြုံနေရတဲ့အခြေအနေပဲအဲ့တော့အနာဂတ်ကိုဦးစင်းတို့ဒါကြောင့်မလို့တော်လန်ရင်းကို နော်လင်းမြန်စွာအောင်မြင်စေခြင်းနဲ့ဒါအမှန်တရားပါလင်းမြန်စွာဆိုတဲ့အခါမှာတအားကြီးဆန္ဒစောနေတာမျိုးမဟုတ်ပါဘူးအကြောင်းတရားတွေမပါတော်လန်ရေးကိုအောင်မြင်စေတဲ့အကြောင်းတရားတွေမပါဘဲနဲ့တော်လန်ရေးအောင်မြင်ခြင်းဆိုတဲ့အကျိုးတရားတစ်ခုကိုရချင်ရောက်ရှင်ပြီးတော့မှဆန္ဒစောစိတ်စောပြီးတော့ပြောနေတဲ့ဇကားတွေမဟုတ်ပါဘူးနော်တိုက်ဒီဟာအနာဂတ်မှာသိပ်ပြီးတော့ဆင်းရဲသွားမှာသိပ်ပြီးတော့နှစ်နာသွားမှာဒီလိုမတရားတဲ့ဥပဒေတွေအောက်မှာတရားမျှတတဲ့ဘာသာဝင်တွေဘာသာဝင်အသီးသီးလူမျိုးသီးသီးနိုင်ငံသားတွေကခေါင်းငုတ်ပြီးတော့ မတရားတဲ့အောက်တန်းကြတဲ့မတရားတဲ့ပြင်ဆုံးပြတဲ့အောက်မှာဂုံးငုံပြီးတော့တရားမြတ်တမှုဖြစ်ရှင်းရမှာဘယ်နဲ့လုပ်ပါမလို့ဒါကြောင့်ယနေ့တိုက်ပြမှုမှာယေရှုကြီးတဲ့ဒီလိုမကြီးကဒီလူယုံမာတွေလုတ်ထားတဲ့ဥပဒေအောက်မှာသွားပြီးတော့တရားရင်ဆိုင်နေရတယ်ဆိုတော့တော်တော်စိတ်မကောင်းဓမ္မကြီးတို့လည်းစိတ်မကောင်းလို့တိုင်းပြည်ရဲ့အနာဂတ်ဟာဒီတိုင်းပဲဆက်သွားမယ်ဆိုရင်တို့လူယုံမာတွေမတရားတဲ့သူတွေတရားမရှိတဲ့သူတွေလင်းနေလေပြောက်ပြားတဲ့လော်လီယုံမာတဲ့သူတွေရဲ့အောက်မှာ တို့ပြည်သူတွေတို့ဘာသာဝင်အသီးသီးလူမျိုးသီးသီးနိုင်ငံသားတွေကဒီတိုင်းကြီးပဲသွားနေရမယ်ဘယ်နဲ့လို့ဒါဟာတနည်းပြောရရင်တော့ဒီဒေါ်လာရင်းမအောင်မြင်ရင်ငါတို့တွေဦးဒေါ်လာရင်းမအောင်မြင်ရင်တပိုင်းတော်ဆန်းစုကြည်တွေ့နေတဲ့အတိုင်းအနာဂတ်ဟာမဟုတ်ချမသိအဲ့ဒါဆိုးစွာတွေ့ရမယ်အခြေအနေတွေပဲဆိုတာကိုအထူးသတိချက်ဖို့ဒေါ်လာရင်းမှာရှိကြတဲ့ခေါင်းဆောင်တွေရောအားလုံးဒေါ်လာရင်းအဖွဲ့အစည်းသီးသီးရောတက်ကြွလှရှားတဲ့သူတွေရောအားလုံးနိုင်ငံသားတွေရောတော့ပြည်တွင်းပြည်ပေါ်မှာရှိကြတဲ့နိုင်ငံရဲ့ဒေါ်လာရင်းအောင်မြင်ရောအထူးလိုလားကြတဲ့သူတွေအားလုံးအထူးသတိချက်ပြီးတော့ စ조사အထောက်နိုင်ကြဖို့လိုအပ်ပါတယ်။ယနေ့ယနေ့ຫນွေဦးဒေါ်လန်ကြီးရဲ့အောင်မြင်ဖို့အတွက်အထူးစိန်ခေါ်ချက်တည်အဓိကခေါင်းဆောင်မှုခန့်ခန္ဓာပဲဖြစ်ပါတယ်။ဦးဇင်းຫນွေဦးဒေါ်လန်ကြီးရဲ့ခေါင်းဆောင်မှုခန့်ခန္ဓာတို့သည်တဲ့တဲ့ပြောရရင်တော့အားနေတယ်။နောက်ထပ်ပြောရရင်တော့ညံ့ဖျင်းတယ်။နော်အဲဒီခေါင်းဆောင်မှုညံ့ဖျင်းမှုအားနေမှုတွေကြောင့်ယနေ့ငါတို့ဒေါ်လန်ကြီးဟာအခက်အခဲတွေများစွာတွေ့နေရခြင်းရဲ့ပြယုတ်ပါပဲ။အာနာရှင်အာနာကိုလူယူထားတဲ့မဟာလာနဲ့နော်လက်ပါစီတိုက်ကတိတ်တော်နေလို့လားဆိုတော့မဟုတ်ဘူးမတော်ဘူး။ ဒီကောင်ကြီးကတိုင်းပြည်ဘန္တာကိုလိန်စားပြီးတော့တိုင်းပြည်မှာမရှိတဲ့စစ်သားနဲ့တော့အဲ့တော့ရလာတဲ့စစ်သားစစ်သားအခုဆိုကြပါစို့ကွာတကယ်တမ်းကျတော့ဒီကောင်ကြီးက2010လောက်ကစပြီးတော့သူတို့စစ်တပ်မှာဘယ်လောက်ပဲရှိတော့ဆို2008မတိုင်ခင်နေရပါတကယ်တမ်းကျတော့စစ်သားတတ်ရင်မှာ150ဒါအလွန်ဆုံးပါပဲနော်ဒါအလွန်ဆုံးရှိတာပါပဲတကယ်တော့သူတို့ရင်းတစ်ခုကိုဖွဲ့ထားတာကတော့650ပေါ့ဟိုးရင်တော့ရှေ့ရပါပေါ့ဒီလိုဖွဲ့စည်းခဲ့တဲ့တပ်ပါ ဒါကြောင့်ရင်းမောင်600ကျော်လောက်ရှိတယ်ပေါ့နော်သူတို့ဘယ်လောက်ရှိတယ်ညလောက်ရှိတယ်ပြောခဲ့တာတကယ်တမ်းကျတော့650ရွေချင်းနဲ့ဆိုရင်များစွာရှိပါတယ်9သိန်းကျော်ဒါပေမဲ့လိန်ညာစားတော့ခဲ့တယ်ပြည်သူကြီးကနေပြီးတော့နော်တိုင်ရင်မှုအစင်းစင်းခရိုင်မှုအစင်းစင်းအများကြီးပေါ့ဒါတွေပြောရမယ်ဆိုရင်အဲ့တော့တကယ်တမ်းတတ်တာတကယ်ရှိတာဆိုလိန်ခဲ့တယ်လိန်ခဲ့တဲ့အကျိုးဆက်အရာ ူတို့လည်းအခုမတရားမှုတိုင်းပြည်ပေါ်မှာမတရားလှုပ်လို့မရဘဲနဲ့ယနေ့စစ်ထိုးခြင်းကိုအာဏာယူတိုက်ခံနေရတာပါပဲအာဏာယူခြင်းတော့ယူမရတာဒီကောင်တွေလည်းလိန်ခဲ့တဲ့အဖြစ်ပါပဲဒါတော့သတိချက်ဖို့လိုတယ်နော်တိုင်းပြည်ကိုမတရားလှုပ်ခဲ့တဲ့ကောင်တွေမတရားလှုပ်နေတဲ့ကောင်တွေလည်းဆက်လိန်နေသေးပဲဒါပေမဲ့အဲ့ဒါဆိုတာတပ်သားတွေတိုက်ရင်းမှာတိုင်းပြည်ကဝယ်မဲ့တိုက်ရင်းကတကယ်တပ်သားမရှိဘဲနဲ့အဲ့တပ်သားရိတ်ခါတွေကိုထုတ်ပြီးတော့အစင့်စစ်စားလိန်ညာခဲ့တဲ့ဒဏ်ကိုတိုင်းပြည်အာဏာလှုပ်လိုက်ပြီမဲ့ယနေ့မတရားတော့ဒီကောင်တွေကိုတော်လန်လာတဲ့အခါမှာတော်လန်ရေးကိုမိမိရမဖြစ်စေနိုင်တာအဲ့လိန်လေခဲ့တဲ့အဖြစ်ပဲဒီကောင်တွေလည်း ေးငါတို့ယနေ့တော်လိုင်းရင်းပါလေယနေ့ငါတို့တိုင်းပြည်ငါတို့တော်လိုင်းရင်းပါလေပဲတကယ်တမ်းကျတော့ငါတို့တော်လိုင်းရေးကဥဆောင်ကြတဲ့သူတွေဥဆောင်မှုအားနေတယ်ကိုယ့်ရဲ့အားနေချက်တွေကိုတိုင်းသူပြည်သားတွေငါတို့ပြည့်စုံချင်တာကတော့တိုင်းသူပြည်သားတွေကိုထွက်ပြီးတော့ပြောရမှာကျမတို့ရှက်ပါတယ်ကျွန်တော်တို့ဟိုစူးစမ်းပြီးမှဘာပြောရမှန်းတော့မသိဘူးဒီလိုစကားတွေပြောရမှာတိုင်းသူပြည်သားကိုတော့တို့ကတောင်းပန်ရပါ နော်ကျွန်တော်တို့ကအခုဒါတော်လိုင်းအစိုးရတရားအနေနဲ့တိုင်းသူပြည်သားတွေနေရာပေးလို့နေရာရလာပါတယ်။ဒါလည်းကျွန်တော်တို့နေရာယူထားလို့နေရာရတာရောနေရာပေးလို့နေရာရတာရောနေရာယူထားယူထားနေရာပေးလို့ဖြစ်ဖြစ်အသိမှတ်ပြုကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကျေးဇူးတင်တယ်။ကျွန်တော်တို့စူးစမ်းအထောက်အမှုတွေကအားနည်းချက်တွေရှိတယ်။ထို့အားနည်းချက်တွေအတွက်ဘာသာမြေလူမျိုးရေးတိုင်းပြည်တွင်းမှာရှိကြတဲ့တော်လိုင်းကိုအောင်မြင်လို့ပြီးတော့မတရားတဲ့အာဏာရှင်စနစ်ဆိုးအောက်ကလွမြောက်လိုကြတဲ့ဘာသာမြေလူမျိုးရေးတိုင်းသူပြည်သားတွေကိုကျွန်တော်တို့အခုတော်လိုင်းအစိုးရအထူးတောင်းပန်ပါတယ်ဆိုတဲ့စကားလုံးယနေ့၅နှစ်ပြည့်တော့မယ်။တလုံးမှထွက်မလာဘူး။အဲ့ဒါဟာဥစားမှုညံ့ဖျင်းတယ်လို့ကလည်းပြောတာ။ နော်အဲ့တော့ဘယ်လိုခေါ်မလဲဆိုအာနာရှင်နေရာလဲဘယ်တော့မှသူတို့မားတော့မတောင်းမှန်ခဲ့ဘူးနော်ဒီနေ့ငါတို့တော်လိုင်းကြီးမှာလဲအာနေချက်ရှိနေရာတွေကိုပြည်သူလူထုကိုမတောင်းမှန်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အုပ်စုဖွဲ့ပြီးတော့မမငငဝေဘန်ထောက်ပြရင်ဝိုင်းတိုက်တဲ့အစ်စ်မျိုးတော့လုံနေတာဟာဒီနေ့ຫນွေဦးတော်လိုင်းကြီးမအောင်မြင်ရခြင်းရဲ့စိတ်ကောချက်ပါအာနာရှင်ကအားကောင်းလို့မဟုတ်ဘူးအာနာရှင်တော်နေလို့မဟုတ်ဘူးဟာသကလုံးရတော့ပြည်သူကိုပြောတာပေါ့ဟာဒီလိုတိုက်ပြည်ဗန္ဒာနဲ့ဒီဆောက်ထားတဲ့နှစ်နှစ်လားဒီဆောက်ထားတဲ့စစ်တပ်ကြီးကိုဒေါ်လာနဲ့ဆိုတာတစ်နှစ်နဲ့သုံးနှစ်လေးနှစ်နဲ့ဘယ်ရနိုင်မှာတော့နောက်၅နှစ်နဲ့မရနိုင်ဘူး၆နှစ်နဲ့မရနိုင်ဘူးဒီလိုလာလေအောင်မယ် ဒါရီယာတနည်းပြောရင်တော့စင်ကြေပဲစင်ကြေဆိုတာပညာရှင်တွေကဘာပြောလဲသိလားစင်ကြေဆိုတာတဲ့လိန်လယ်မှုကာယနဲ့တိုင်းပဲနော်အဲ့တော့လိန်လယ်မှုမမြင်အောင်လို့ကာယနဲ့တိုင်းပဲတဲ့စင်ကြေပြီးတယ်ဆိုတာဒါကြောင့်မလို့စကားလုံးတွေကိုတေချာလို့ကြာကွာနော်ကိုပြောလို့ဆိုတဲ့စကားတွေပေါ်မှာကိုအားနေချက်ကိုပြုပြင်နိုင်ပြီးတော့သွားနိုင်ဖို့လိုအပ်တယ်ယနေ့တိုင်းပြည်ပေါ်မှာတိုင်းပြည်ပေါ်မှာအာနာရှင်ဘက်ကလည်းတိုင်းပြည်ပေါ်မှာမရေရလို့တဲ့လိန်လယ်လေပြားတဲ့တိုင်းပြည်ကိုတိုင်းသူပြည်သားကို မတရားတဲ့တပ်ဖြတ်တဲ့ဒုက္ခပြီးတဲ့ဒါတွေကိုလွတ်မြောက်အောင်လို့ယနေ့ငါတို့စူးစမ်းအထောက်ကြတဲ့အခါမှာယနေ့ဒေါ်လာရဲ့အခက်ခဲ2025ဆိုတော့ဒေါ်လာရဲ့အရက်ပြောပြောရင်2025အကုန်လုံးမှာဒေါ်လာရဲ့အောင်နေပြီကွာနော်အာနာရှင်မှာအာနာရှင်ရဲ့ဘက်မှာအားနေချက်တွေအများကြီးရှိတယ်တတ်သားပြည်စုံမှုမရှိဘူးမတရားစစ်မှုထမ်းဥတွေမပြတ်ထမ်းခင်တည်းကစူးစမ်းပြီးလုံဆောင်နိုင်ခဲ့ကြရမှာမတရားစစ်မှုထမ်းဥတွေပြတ်ထမ်းလာတဲ့အခါမှာလဲကိုယ့်ဘက်မှာကုလူငယ်တွေကထွက်လာခြင်းနဲ့အာနာရှင်တွေအောက်မှာမလို့ရင်ဘူးဒေါ်လာနေကြတဲ့ကိုယ့်တငယ်ချင်းမိတ်ဆွေညီကောင်မတို့မှာချင်းတွေပြန်တိုက်တာတွေမလို့ရှင်ကြဘူးအဲ့ဒါတွေကိုရောက်လာတဲ့အောင်နော်ဒေါ်လာရဲ့လက်နဲ့ဆိုတဲ့အရာ အာနာရှင်တို့လည်းပြင်မဲ့လက်နဲ့ရိတ်ခါမရသေးဘူးဆိုတော့စောင်းနေနေစားစားကြရတဲ့နေစရာပေးပြီးတော့နော်တကယ်ကိုနိုင်ငံရေးတင်တဲ့စိတ်တင်တဲ့မတရားမှုတွေကိုယ်တိုင်ရွှေချာမုံတီးသလိုအဲ့မတရားမှုတွေကိုငါတို့အသက်ရှင်နေသမျှတော်လည်းမယ်ဆိုတဲ့စိတ်နေစိတ်ဓာတ်တွေဖြစ်ပေါ်လာအောင်တင်တန်းပေးရင်အစာကျွေးရင်းနဲ့ဒီလိုထားမယ်ဆိုရင်ကိုထိုအာနာရှင်အောက်မှာယနေ့73ကြိမ်မြောက်အောင်မတရားစစ်မှုတွေဥတီအောက်မှာစစ်တော်တော့မတရားတဲ့အာနာလူတွေစစ်သားတွေ6000 6000ကျော်9000တနည်းမတရားဖမ်းဆီးတာနဲ့တသိန်းကျော်ရရကြောင်းမရှိဘူး နော်ဒါလေးလိုအပ်တယ်ယနေ့ငါတို့ပြောတာကအမြဲတမ်းဒီကိစ္စတွေစပြီးတော့ဖြစ်လာခဲ့တဲ့ငါတို့ပြောခဲ့တယ်တော်လိုင်းကာလတစ်ချောင်းလုံးမှာယနေ့ငါတို့တွေ့ကြုံခဲ့ရတဲ့အရာတွေကိုပြောပြရင်တော့တော်လိုင်း2021မှာနောက်ပိုင်းတွေမှာတော့အညာဒေသတွေမှာအမှုခင်းတွေဖြစ်ခဲ့တယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးငါတို့အမြဲတမ်းပြောခဲ့တယ်သေသေးချာချာကြိုက်တွေပါတရားရေးဌာနကုသိန်းဦးတို့အခုကာကွယ်ရေးဝန်ကြီးဌာနတို့ငါတို့အများကြီးပါဝင်ပြီးတော့ဆောင်ရွက်ပေးခဲ့တယ်ငါတို့ဒီဘာသာပေါင်းစုံကွန်ရက်ကနေအဲ့လိုဘာသာပေါင်းစုံကွန်ရက်ကနေတော့တန်ခတ်ကွန်ရက်ကနေတော့ပါဝင်ပြီးဆောင်ရွက်ခဲ့ကြတယ်ဆောင်ရွက်ခဲ့ကြတဲ့အခါမှာဒါတွေဘောနော်မားတာကိုမားတဲ့အတိုင်းဝန်ခံ သို့တော်လည်းပဲအခုဒေါ်လာရေးရအနာဂတ်မှာဒေါ်လာရေးပြီးသွားတဲ့ခါမှာအေးအေးနေအောင်လုပ်သို့တော်လည်းပဲကိုယ်အရှင်းချင်းကွဲပြားရေးတွေတက်ပြတ်ရေးတွေပြဿနာဖြစ်ရေးတွေမဖြစ်ရအောင်မင်းတို့တေးသေးချာချာကြိုက်တွေပါ NUG MOD အနေနဲ့အားလုံးပေါ်ပါဝင်ကြတဲ့သူတို့တွေ့ဆုံပြီးတော့မှမေတ္တာရက်ခဏမျိုးဒေါ်လာရေးကိုရှေ့ဆက်သွားနေအောင်လို့လှုပ်ဆောင်ကြပါလို့ငါတို့ပြောတဲ့ခါမှာဥပဒေအရအကောင်းဆုံးဖြစ်အောင်ကြိုးစားတော့ပါမယ်လို့ပြောရင်းနဲ့ဘာမှမလှုပ်ဆောင်နိုင်ဘူးဒါကြောင့်ငါတို့ကတော်လန်ရင်းပါအခု NUG MOD အနေနဲ့မူဝါဒတော့အခုပါခဲ့တယ်မှားခဲ့တယ်ဆိုရင်လည်းပဲကိုယ့်ကိုမူဝါဒကိုပြင်ပါမူဝါဒကဘာလဲသိလား ဲ့တော့ဒေါ်လာဟီးတရအနေနဲ့ဒေါ်လာဟီးတဟာ PDF ဆိုပြီးရှိလိုက်လို့ရှင်ဘာပြဿနာမှမရှိဘူးအဲ့ PDF ကပဲအားလုံးမင်းတို့အခွန်ကောက်မယ်အုပ်ချုပ်မယ်အလဲကြတယ်အလဲကြတယ်အုပ်ချုပ်မယ်အခွန်ကောက်မယ်အဲစသည်အားဖြင့်ဒေါ်လာဟီးကိုတိုက်ခိုက်မယ်အာနာရှင်ကိုတွန်းလှန်မယ် ဒီအလုပ်ကိုပဲ PDF ကနော်အဖွဲ့ PDF ကလှည့်ပြီးတော့လုတ်ဆောင်သွားမယ်ဆိုရင်ဒီတစ်ဖွဲ့လဲဆိုဘာမှပြဿနာမရှိဘူးအခြားပွဲပြားနေတဲ့ LPDF ဆိုတာလည်းပဲဒါတလောက်ကြီးပြောရမှာမဟုတ်ဘူးပါလာပါပဲတိုင်းပြည်အားလုံးဝိုင်းဝန်းပြောဆိုရင်းနဲ့ပါလာပါပဲသို့တော်လည်းဒီဘက်မှာငါတို့ကဘာဖြစ်သွားကြလို့ဆိုတော့ပါကာဖာရီရောပါအဖာရီရောပါလာဖာရီရောစကလုံးတွေရကွာတယ်အထိပ္ပယ်တွေရတူပြီးတော့အဖွဲ့တွေက၄၅ဘွဲ့ကွဲကုန်ရောအဲကွဲကုန်တဲ့ခါကျတော့အဲကွဲကုန်တဲ့ခါအုပ်ချုပ်ရေးတိုက်တဲ့ကောင်တွေကအုပ်ချုပ်ရေးတောင်းမရဘူးနဲ့မတိုက်တဲ့ကောင်တွေကအုပ်ချုပ်ရေးတောင်းနေရပြီးတော့စီမံပိုင်ခွင့်တွေရပြီးတော့အခွန်ကောက်ခွင့်တွေရပြီးတော့တတိယတကြွေတွေဖြစ်မလုပ်တင်တာတွေလုပ် အဲ့လိုဆိုတဲ့အခါမှာဒေါ်လာရဲ့အကျိုးစီးပွားကိုကျိုးစီးပွားတည်ဆောက်ရင်းနဲ့ပျက်စီးသွားတယ်။အဲ့တော့အဲ့အချိန်မှာငါတို့ကပြောပြတာကမင်းတို့မူဝါဒမားနေလား PDF တစ်ဖွဲ့တည်းပေါင်းမလား။မူဝါဒမမားဘူးဆိုရင်လည်းအဲ့မားဝင်တဲ့လူတွေကိုစနစ်ကြောင်ပြုတ်ပြင်မှာ2017 2020 2023 2024ဒါတို့ငါတို့တစ်ချောင်းလုံးတော့ဝေဖန်ထောက်ပြပေးခဲ့တယ်။ဒီလိုထောက်ပြပေးတယ်ဆိုတာငါတို့ဗရရဲ့အာနာရှင်စနစ်ကိုတော်လံမဲ့တကယ်တော့ပြည်သူလူထုကအသိမှတ်ပြုထားတဲ့အစိုးရတရက်ကိုငါတို့ကတတ်တတ်မဲ့ပြက်လို့ပျက်စီးဖြစ်အောင်အပြစ်တွေပြောနေတာမဟုတ်ဘူး။ဒီအားနေချက်တွေကိုပြုတ်ပြင်မှာ ကိုအာနာရှင်တွေကိုပြုပြင်နိုင်မှအာနာရှင်စစ်တွေစိုးကိုတွန်းလှန်နိုင်မှာမလို့ဝေဖန်ထောက်ပြနေခြင်းဖြစ်တယ်အဲ့လိုဝေဖန်ထောက်ပြဆိုတိုက်သူပြည်သားလည်းဒါကိုသိလာပြီးတော့မှအားလုံးကဒါကိုဟာဒါတော့မဖြစ်သင့်ဘူးလို့တိုက်သူပြည်သားရင်ထဲမှာလည်းသိမှတိုက်သူပြည်သားလည်းအနာဂတ်ကိုရှောင်လန်းတဲ့နောက်ကိုရှောင်လန်းလို့ရအောင်ငါတို့ကပြောဆိုတင်ပြရခြင်းဖြစ်တယ်အဲ့တော့နိုင်ငံရေးသမားလူပုဂ္ဂိုလ်ဖြစ်စီအဲ့တော့နိုင်ငံကျိုးကိုလူလားပြီးတော့ငါတို့တတ်နိုင်များဆွတ်နိုင်များပြည်သူလူတွေစုံကိုစားပြီးငါတို့လိုစူးစားတဲ့ဘာသာရေးဆရာတွေဖြစ်စီအဲ့လိုပြောဆိုတဲ့အခါတွေမှာ ကိုကိုတိုင်းကအစိုးရတရားအနေနဲ့ဒါကိုပြုတ်ပြင်နိုင်ဖို့လိုတယ်ဒါငါတို့အပြည့်သောဆောင်ပြီးမုံလို့ပြောနေတာလားဒါတိုက်ပြီးအတွက်အင်မတန်အရေးကြီးလို့ပြောနေတာလားဒါတွေကိုတေချာစနစ်တကျနဲ့စူဇန်လေးလာပြီးပြုတ်ပြင်ခဲ့မယ်ဆိုရင်တိတ်ကိုကောင်းတဲ့အခြေအနေမျိုးတွေကိုယနေ့2025မှာတွေ့ကြုံရမှာပါဒါကြောင့်ဗိုလ်ချုပ်ကမ္ဘောပြောတဲ့စကားနဲ့ဦးဇင်းတို့ဒီကုန်းချုပ်ပြီးပြောချင်တာအဲ့တော့ဗိုလ်ချုပ်ကမ္ဘောကဘာပြောခဲ့လဲ အေးပြောတယ်တော်လန်ကြီးကငါးနှစ်တည်းလွန်လို့မကောင်းဘူးတဲ့ငါးနှစ်တည်းလွန်သွားပြီဆိုလို့ရှိရင်အင်မတန်ခက်ခဲကြမ်းတမ်းတဲ့ခီးကဲကိုတိုက်သူပြည်သားတွေ၆လမ်းရလိမ့်မယ်လို့ဒီလိုပြောခဲ့တဲ့စကားတွေရှိတယ်နော်ဒါကြောင့်မလို့ယနေ့နိုင်ငံရေးပါဘောတော်လန်ကြီးပါဘောတကယ်သူတို့အတွေ့အကြုံတွေများစွာရင့်ကျက်တဲ့ဒီလိုကောင်းဆောင်တွေပြောခဲ့တဲ့စကားတွေကိုအခြေအနေကိုမြင်ပြီးတော့ငါတို့တော်လန်ကြီးဟာအင်တိုင်းအားတိုက်တွေဖြစ်ခဲ့တဲ့နဲ့တော်လန်ကြီးမှာပြည်ရင်းပြည်ပလူတိုင်းနဲ့ငွေတွေအမျိုးမျိုးသောခွန်ကားတွေမျိုးမျိုးသောဘုန်းတွေမျိုးမျိုးသောအင်အားတွေဒီလိုရောက်လို့ရရှိလာတဲ့ငွေတွေဟာတော်လန်ကြီးအတွက်တော်လန်ကြီးတပ်သားတော်လန်ကြီးလူငယ်တွေ ထက်မြန်မာပြည်ဖြစ်စေအခုစစ်တိုင်းသုံးတိုင်းနေနဲ့တော့ခွဲထားတဲ့တင်းနဲ့သုံးတိုင်းသုံးတိုင်းလုံးမှာစစ်တိုင်းသုံးတိုင်းနေခွဲခြားတဲ့ထားတဲ့နေရာတွေမှာတော်လိုင်းရေးရဲ့ငွေတွေဟာတော်လိုင်းရေးလူငယ်တွေချူတကယ်စီးဆင်းနေတယ်။ဒါကြောင့်ဒီနေ့ NUG ခေါင်းဆောင်တွေနဲ့ MOD အစိုးရ MOD ကာဝေးရေး NUG အစိုးရနော်ဝင်ကြီးဝင်လေးအစိုးရဖွဲ့စဉ်တွေငါတို့ဒီနေရာတွေတိုက်ပြည်အတွက်2025ကုန်မှာအာဏာရှင်စနစ်စိုးကိုဖယ်ရှားနေအောင်ဒီနေ့ငါတို့ရဲ့ခေါင်းဆောင်ခေါင်းလူရုပ်တွေရဲ့အရှိမတရားရုံးထုတ်ပြီးတော့လူဘာဝခံနေရတဲ့လူမျိုးဖို့ဒေါ်လကောအလုံးသောနာမည်မတင်ချပဲထောင်နေတဲ့နောက်ွယ်မှာတိုက်ပြည်ကျူးဟာတော့ရောက်ရှိနေကြတဲ့ ထောင်နေရောက်ကလူတွေအားလုံးလွတ်မြောက်ဖို့ရအောင်တော့ကောင်ဆူတောင်းမေတ္တာပို့နေကြတဲ့တိုက်သူပြည်သားတွေကိုကျေးဇူးတင်တယ်လို့အစိုးရတရားတင်နေကတော့ဆူတောင်းနေုံနဲ့ပဲပြင်းနေလက်တွေလွတ်မြောက်အောင်ကြိုးစားဖို့လိုတယ်ဒီခေါင်းဆောင်တွေလွတ်မြောက်အောင်ကြိုးစားဖို့လိုလို့ဒီတိုင်းပြည်ကိုလွတ်မြောက်အောင်ကြိုးစားဖို့လိုတယ်ဒါကြောင့်မလို့ငါတို့ကဒီစိတ်နေစိတ်ထားတွေကိုကြိုးစားအားထုတ်တဲ့အခါမှာငါတို့ဘာလုပ်ကြမလဲငါတို့ဘယ်ကိုသွားကြမလဲငါတို့ရဲ့အားနည်းချက်တွေကို အစိုးရဝန်ကြီးဝန်ကလေးအားလုံးပြုပြင်နိုင်ကြဖို့လိုတယ်ငါတို့ကဟုတ်ပါပြီအပေါ်ဘဲကနေပြီးတော့တိုက်ရင်တွေမင်းတို့ဒီဘုံလက်တို့ပြောသွားတဲ့70 50လေးအဲဒါ2လနေလို့ရှိရင်90နေလို့ရှိရင်ချပေးလိုက်တဲ့ငွေကြီးမင်းတို့တကယ်ချပေးတယ်ဆိုလို့ရှိရင်လည်းပဲတိုက်ရင်တွေကိုတကယ်ရောက်သွားသလားအဲတိုက်ရင်တွေကိုရောက်သွားတဲ့ခါမှာဦးရေးထောက်ကနေပြီးတော့တိုက်ရင်ကိုတကယ်ပေးလားအဲတိုက်ရင်မှုကရတယ်ဆိုတိုက်ရင်မှုကတကယ်အောက်ကအောက်ခြေငယ်သားတွေကိုတကယ်ပဲအဲစောင်းနေလူမကြီးတွေတကယ်ချကျွေးနေသလားလို့မင်းတို့စူးစမ်းပါဒီစကားကိုငါဘာလို့ပြောသလဲဆိုတာအောက်ခြေကအတန်နေများစွာဖြစ်နေလို့ ငါပြောတာပါဒါကြောင့်မလို့မင်းတို့တိုင်းပြည်မှာယနေ့ဒေါ်လန်ရေးရဲ့အကက်ခဲစိန်ခေါ်ချက်တည်အာနာရှင်မဟုတ်ဘူးအာနာရှင်ကသူ့အတူအလူလဲဖြစ်နေပြီတနည်းပြောရင်တော့နော်အဲစစ်သားစုဆောင်မှုကလည်းအင်မတန်အကောင်မောင်းတယ်တော့ရထားယူပေါ့ကွာနော်ပြည်နိုင်ငံရေးကထောက်ပံ့နေတော့ရှိတာပေါ့သို့တော်လည်းပဲရှိနေနေတဲ့ဒေါ်လန်ငါးနှစ်တာကာလအတွင်းမှာသူအကောင်လာတာမရှိဘူးရှိနေနေတဲ့အနေထားနဲ့သွားနေတယ်ဒါမဲ့တစ်ခုရှိတယ်ကိုယ့်ရဲ့ဥဆောင်မှုဘိုင်းတွေကဒေါ်လန်ရေးအရင်မြစ်ကိုစီးဆင်းရမယ့်အရာတွေကို တော်လှန်ရေးတပ်သားတွေရှိမှစောင့်နေရနေထိုင်ရေးရမစီစဉ်ဘူးတပ်ရင်းမှုတွေဘူဟာမှုတွေအဆရှိတဲ့မင်းတို့စစ်တိုင်းမှုတွေအစစ်စစ်တွေကတော်လှန်ရေးတပ်သားတွေပေါ်မှာမေတ္တာမရှိဘူးကိုချင်းမစားဘူးစအစားတော့အနေထိုင်မေတ္တာမရှိဘူးဆိုလို့ရှိရင်တော့ဒီတော်လှန်ရေးအခက်အခဲပြစ်လိုက်မယ်ဥဆောင်မှုညံ့ဖျင်းလို့ပြက်စီးလို့ငါတို့တိုက်ပြည်ဟာအာဏာရှင်တွေအခုထင်တိုင်းလုပ်နေတယ်ဒကမိုက်တော်ဆောက်စုကြီးမတရားတဲ့ယုံပါတရားဥပဒေတရားအတွက်ရင်ဆိုင်နေရတယ်လို့ငါတို့တိုက်ပြည်အနာကဟာဒီလိုတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့် ဥဆောင်မှုအခက်ခဏဒီဘာလို့ကိုယ့်ရဲ့အားနည်းချက်ကိုပြုတ်ပြင်ပြီးတော့မှဩဒီလိုတွေဥရေးတော့ကဘလို့ဖြစ်နေလဲငါတို့ချပေးလိုက်တဲ့ငွေတွေတကယ်ရောက်ရလားငါတို့ကရောတကယ်ချပေးနေတာတွေကိုပြောဆိုနေတာရောဟုတ်ရလားစသည်အားဖြင့်စနစ်တကျစူးစမ်းပြီးတော့ပြည်ပြည်မီပါလူတန်းလိုက်တဲ့တော်လိုင်းရဲ့ရံမုံငွေတွေကိုတော်လိုင်းရဲ့တပ်သားတွေရှိရောက်သွားပြီးတော့မှတကယ်စုဖွဲ့မှုစနစ်ကောင်းတဲ့အာနာရှင်စနစ်ဆိုးကိုပယ်ရှားနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးစစ်စစ်ဆွေးနွေးလမ်းကြောင်းပေါ်တက်မယ်ဆိုရင်လည်းမင်းတို့တိုက်ပြီးကိုရုတ်ဖြောင်းစွာကြီးညာပြီးတော့မှတော်ပါလို့ငါတို့ပြောချင်ပါတယ်ဒါကြောင့်မလို့ယနေ့ဦးစင်းတို့ ဒီနေ့ပြောကြတဲ့စကားကိုဒီလောက်နဲ့ပဲခြေပိုက်မှာနေကုန်းချို